မင်္ဂလာပါခင်ဗျာဒီနေ့လိုက်တဲ့စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကိုဒဘာဝဖွဲ့သားတို့ကစီစဉ်တင်ဆက်ထားပါဒီနေ့တင်ဆက်ပေးမယ့်တဲ့တွေကတော့ဒွေကပုဂလိကဆေယိုနေကိုလာပိုက်တွင်ဒုတိယကြေးထပ်ပေးတဲ့တဲ့ဒီနေ့တာကြီးကသမီလာရွာသားတို့ကိုလက်နက်ကင်ဖွဲ့တစ်ခုဖန်သွားပြီးတုံးရဲ့အကြမ်းအလောင်းပြန်တွေ့တဲ့အကြောင်းရှိပဒီတာကံလုံးရဲ့အူရှာကမှပျောက်ဆုံးနေတဲ့အခြေအနေ ချွန်ဘူရီမှာမြန်မာတို့လမ်းဘေးမှာတိတ်ဆုံးတဲ့တဲ့င်းမလေးရှားကိုတရားမဝင်သွားမဲ့မြန်မာ40ကျော်ကန္ဓနာဘူရီမှာဖမ်းဆီးခံရတဲ့အကြောင်းစားတဲ့တဲ့င်းအကြောင်းအရာတွေကို နာဆင်ကြားမှာဖြစ်ပါတယ်ဒိုဝဲမြူစစ်ပေါ်ပလီကဆေးဟိုနေဟိုဖြစ်တဲ့စာတော်ဝါဆေးဟိုနဲ့အေးဆေးဟိုတို့ဟာအတွင်းလူနာနဲ့ပြင်ပလူနာတွေလက်ခံကူတာကိုဂျွန်လာစတေးရကစာပြီးခိတရဏထားတယ်လို့ ဆေးဦးနယ်နေစာသူတွေနဲ့မြို့ခံတွေစီကတည်ရပါတယ်။ဆာရဝါစီဦးမှာဆေးဦးအတွင်ပြင်ပြူရမှာဖြစ်လို့လူနာလက်ခံတာကိုခိတအရနာမယ်ဆိုပြီးဒီနေ့မနေ့ပိုင်းမှာကြီးညာထားတာတွေ့ရတယ်လို့မြို့ခံချိုကပြောပါတယ်။ဆေးဦးပီတီကိစ္စနဲ့ပတ်သက်ပြီးဆာရဝါစီဦးဖို့ဆက်သွဲမိမြရမှာတော့မင်းကဆာလို့ဆေးကိုပိတ်ထားတာဖြစ်ပြီးဆေးရုံရဲ့လုပ်ငန်းလိုင်စင်တချို့ကမပြီးပြသေးတာကြောင့် ဲတာပေးတာနဲ့ပြန်ဖွင့်မယ်လို့ဖုံးလက်ခံဖြေကြသူက ပြောပါတယ်။နောက်ထပ်ပုဂ္ဂလိက CO2 ဖြစ်တဲ့ ACO ကလည်းအတွင်းလူနာတွေလက်ခံကူတာကိုခဋ္ဌယနာထားတဲ့အကြောင်းကြီးညာထားကိုဒီနေ့မနေ့ပိုင်းကတွေ့ရှိခဲ့တယ်လို့မြုပ်ခံတွေက ဆိုပါတယ်။ CO ရဲ့ကြီးညာချက်မှာတော့ဘာကြောင့်ခဋ္ဌပိတ်ထားလဲဆိုတာကို ဖော်ပြထားတာမရှိပါဘူး။အေးဆေးရတောင်းရင်ရှိသူကတော့မနတေးနေကလေးကဆေးကိုပိတ်ထားတာဖြစ်ပြီး ဝန်ထမ်းတွေအဝင်ထွက်ရှိပေမဲ့ဆေးရုံမပိတ်ခင်ကတည်းကစစ်ထားတဲ့သွေးစစ်ချက်တွေနဲ့တက်မှန်တွေလာယူသားလို့ပြောပါတယ်စစ်ကောင်စီဟာရန်ကုန်ပါဝင်မန္တလေးနဲ့တဝဲမြို့တွေကပုဂလိကဆေးဥပေါင်း20လောက်ကိုစီရီယန်ဆရာဝန်နဲ့ကျမ်းမာရေးဝန်ထမ်းတွေခန့်ထားတဲ့ဆိုပြီးပြီးခဲ့တဲ့မန္လာကအစားလို့လုပ်ငန်းရန်နာခိုင်ပြီးအရေးယူခဲ့ပါတယ်တဝဲမြို့ကမေရီလန်စာဒိုဝါနဲ့ ACO တို့ကလည်းပြီးခဲ့တဲ့မန္လာတရကစပြီး ယာယီရှင်းနာထားကြပါတယ်။စာဒွာဆီယိုကဧပြီလအစောပိုင်းမှာပြန်ဖွင့်ပြီးမရီလန်ဆီယိုကမေလ10ရက်နေ့မှာပြန်ဖွင့်ခဲ့ပါတယ်။ဒါကြောင့်တိုရဲမျိုးမှာပုဂလိကဆီယို9ရုပ်ရှိရာလက်ရှိမှာမေရီလန်ဆီယိုချမ်းနီဆီယိုမိမုံဆီယိုတွေပဲအတွင်းလူနာနဲ့ပြင်ပလူနာတွေကိုလက်ခံကူတာပေးနေတာပါ။ တင်းင်းသားမျိုးနဲ့တမိလာရွာကဒေသခံရွာသားတူကိုလက်နက်ကိုင်တစ်ခုကဖမ်းသွားပြီးသူ့ရဲ့အကြမ်းမှာမြင့်တွင်အလောင်းပြန်တွေ့ရတယ်လို့မိသားစုနဲ့နီးစပ်သူတွေစီကသိရပါတယ်။ဂျွန်လ6ရက်ည9နာရီဝချင်းမှာတမိလာအနောက်ကန်ရွာမှာနေတဲ့အသက်40ရွယ်ဦးတန်းလှကို သူ့ရဲ့နေမှာပဲလက်နက်ကိုင်အပွဲတစ်ခုကလာဖမ်းသွားပါ။ ဒီလိုလာဖမ်းပြီးနောက်ပိုင်တရင်စာနာမရပဲပျောက်ဆုံးနေရကတော့ရဲ့အကြမှာတော့တမိလရွာနဲ့ငါမိုင်လောက်အကွာမှာရှိတဲ့တကူငယ်ရွာချောင်းကြီးဆော်မှာအလောင်းတွေ့တယ်လို့မိသားစုနဲ့မိစာသူတွေက ပြောပါတယ်။အဲ့ဒီဒေတာကတနင်္လာရီမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ထိချုပ်နေမြေထဲရှိတဲ့အတွက်တနင်္လာရီဘာကာဖတောင်းယူရှိသူတို့ကိုဒေဝဝါကဖိုးဆဲမိများရမှာတော့ဖိုးပြန်လဲဖြစ်ဆိုတာမရှိဘဲဖိုးကြသွားခဲ့ပါတယ်။ အဲ့ဒီနေမှာပဲတင်းနေတိုင်းပါကဖားရဲ့တယ်ဝင်လူမှုကွန်ရက်စာမျက်နှာကနေစပို့ပြီးဆက်သွယ်မင်းများထားပေမဲ့ကျွန်တော်စနေရဲ့ညနေအထိအကြောင်းပြန်တာမရှိသေးပါဘူးတင်းနေတိုင်းမျိုးနဲ့တကူရောတိုင်နေတဲ့အနေဝန်ကျင်ရှိရွာတွေမှာဖန်စီတက်ဖြတ်ခံရတဲ့ရတာခုနှစ်ဦးအထိရှိလာပြီးလက်ရှိအခြေတည်တရားခံမဖို့ထုတ်နိုင်သေးဘူးလို့ဒေတာအခန့်တွေကပြောပါတယ် ဇေဘမုနဲ့မိသားစုကအုပ်စုလက်ကြီးရွာသားမော်လမျိုးလူငယ်တို့ရန်ကုန်မြို့မှာဆေလာကူကျေးပျောက်ဆုံးနေတယ်လို့မိသားစုစီကသိရပါတယ်။အသက်26နှစ်ရွယ်ကိုကြီးဆိုခေါ်အကြည်ပျောက်နေတာဖြစ်ပြီးအကြအာယုံနဲ့စိတ်ကြမ်းမာရေးခြုံနေတယ်ဖြစ်ကဘယ်မှာစကားကောင်းမွန်စွာမပြောနိုင်ပဲမော်စကားပဲပြောတတ်တယ်လို့ဆိုပါတယ်။ကိုကြီးဆိုဟာမိသားစုနဲ့အတူတက်ခုံနေတဲ့ရန်ကုန်တိုင်းပပယ်တန်းမြို့နယ် 32လမ်းကကျူဘက်ကုတ်တဲကနေဂျူလာရှင်ည7နာရီခွဲလောက်မှာတယောက်တည်းထွက်သွားရကပျောက်ဆုံးနေပြီးဂျွန်လာစနေရက်အထိအဆက်အသွယ်မရသေးဘူးလို့ပြောပါတယ်။ဟိုတယ်ရဲ့လူချိုးရေးကင်မရာမှတ်တမ်းမှာတော့ကိုကြီးဆိုဟာအနေအောင်ရှာအင်ဂျင်လက်တော်နဲ့အသားရောင်ပေါင်းပြီးတော့ဝတ်ဆင်ထားပြီးဖနက်မစီပဲထွက်သွားတာကို မြင်တွေ့ရပါတယ်။ကိုကြီးဆိုပျောက်ဆုံးမှုကိုပပယ်တန်းမျိုးနဲ့ရက်စကန်မှာလူပြောင်းမှုတိုက်ထားပြီး အကြောင်းတစိုးတရားထူချတာမရှိသေးဘူးလို့ဆိုပါတယ်။လူမှုကွန်ရက်မှာအကူကြီးတောက်ခံထားတဲ့လူပြောက်ကြော်ညာကပေါ်ပေါ်ဆက်လွယ်ပြီးဝင်းလင်ဖို့ကြိုးပမ်းသူတွေလည်းရှိတယ်လို့မိသားစုစီကသိရပါတယ်။တိုင်းနိုင်ငံချွန်ပိုရီခရိုင်နော့ရိုက်ဒေတာမာရှီရဲ့ဆမ်မူဇိုနာကလမ်းပေးမှာမြန်မာနိုင်ငံသားတို့ ဂျွန်လစနေရကတိတ်ဆုံနေတယ်လို့ချွန်ဘိုရီခရရှိဒူမူပြကဆေရေးအဖွဲ့ဝင်တို့ရဲ့ Facebook စာမျက်နှာမှာဖော်ပြထားပါတယ်။နိုင်ငံကူးလက်မှတ်စာအုပ်အရာတိတ်ဆုံသူဟာအသက်55နှစ်အရွယ်မြန်မာနိုင်ငံသားကိုတန်းစေဖြစ်ပြီးစမှုဇိုနာကလမ်းမမှာတိတ်ဆုံနေတာပါ။လက်ရှိမှာကိုတန်းစေရဲ့အလောင်းကိုရင်ဝဲစစ်ဆေးဖို့ချွန်ပူရီစေအုပ်ကဲစေအဖွဲ့ကပို့ဆောင်ထားလို့ဖော်ပြပါတယ် တည်ဆိုးရတဲ့အကြောင်းရင်းကိုတော့မဖော်ပြထားပါဘူး။ကိုတန်းစည်ရဲ့မိသားစုဝင်တွေ ဖြစ်စေ၊သိရှိသူတွေက ဖြစ်စေ၊ချုံဘူရီရဲ့စခန်းကိုဆက်သွယ်ချဖို့လည်းရည်သားထားပါတယ်။မလေးရှားကိုတရားမဝင်သွားမဲ့မြန်မာနိုင်ငံသား၄၀ကျော်ဟာထိုင်းမြန်မာနယ်စပ်ကချနာဘူရီခေမှာဖမ်းဆီးခံရပါတယ်။ကျောင်းလာစနေရမနေ့3နာရီခွဲမှာမြန်မာနိုင်ငံသားတွေတရားမဝင်ဝင်လာတဲ့လို့တင်ပြလာတာကြောင့် နေမင်းရတဖွဲ့နဲ့နေချာဆောင်တပ်ဖွဲ့ကထူပန်ဖန်ဒေတာမှာစောင့်ကြိုးစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီအချိန်မှာကားနောက်ပိုင်ကိုတလပားနဲ့ဖုတ်ပြီးမောင်းလာတဲ့ပကတ်ကားတစီကို တွေးလို့ရတဖွဲ့ကဒါစီယာကားမရပဲမောင်းပြီးသွားလို့လိုက်လံဖန်စီအရာကကားကိုလမ်းပြီးခြားရခဲ့ပြီးကားသမားကအထွက်ပြေးသွားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။ ကားအနောက်ပိုက်တလပအောက်မှာမြန်မာနိုင်ငံသားအမျိုးသားအမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင်44ဦးကိုတွေ့ရတယ်လို့ဆိုပါတယ်။သူတို့ကိုစစ်ဆေးရာအားလုံးကမလေးရှားနိုင်ငံကိုသွားမှာဖြစ်ပြီးတရားဝင်သွားလာခွင့်အစာရွက်စာတမ်းတွေလည်းမတွေ့ရဘူးလို့ဆိုပါတယ်။လက်ရှိမှာမြန်မာနိုင်ငံသားတွေကိုထုတ်ဖော်ဖန်ရေးစခန်းမှာဖမ်းဆီးထားပြီးဥပဒေအရရယူသွားမယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ အခုတော့နားဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်။မြန်မာနိုင်ငံသားများကပ်ပေးပုံကနေအများဆုံးလွတ်မြောက်နိုင်ပါစေလို့ဒီဘဝဝိုင်းတော်သားတွေက စုမုံကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။